။စာလံကျမ်းအခန်း23စာလံကျမ်းအခန်း23သည်ဒုက္ခမှကုညီမဆာဖို့ပရဏာကြောင်းဖြစ်သည်။အိုထာဝရဖျားအကျွန်ုပ်ကိုအလင်းမမှတ်ဘဲအဘေကာလပလုံမေးလျော်တော်မူမည်နီ။အဘေမြတ်ကာလပလုံမျက်နာတော်ကို꿰ထားတော်မူမည်နီ။အကျွန်ုပ်သည်အစဉ်ဝန်းနေစဉ်အဘေမြတ်ကာလပလုံတွေးတော်သောစိတ်ရှိရပါမည်နီ။ အကျွန်ုပ်၏ယံသူသည်အဘယ်မျှကာလပတ်လုံးအကျွန်ုပ်ကိုအုပ်ဆိုးရပါမည်နည်းအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်စကားကိုမျက်နာပြု၍နားထောင်တော်မူပါအကျွန်ုပ်မျက်စိကို လင်းစေတော်မူပါတို့မဟုတ်လျင်အသေးအိပ်ပျော်ရှင်တို့ ရောက်ရပါလိမ့်မည်အကျွန်ုပ်၏ယံသူက ငားနိုင်ပြီဟုဆို၍အကျွန်ုပ်ကိုနှောင့်ယှက်တော်သူတို့သည် အကျွန်ုပ်လှူရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည်ဂရုဏာတော်ကိုယုံကြည်ပါ၏ကဲတင်တော်မူခြင်းအရာ၌နှလုံးရှင်လန်းပါလိမ့်မည်အကျွန်ုပ်၌ကျေးဇူးပြုတော်မူသောကြောင့်ထာဝရဘုရားကို ထောပနာတခြင်းဆိုပါမည်စာလံကျမ်းအခန်း73ပြီးပါပြီစာလံကျမ်းအခန်း14စာလံကျမ်းအခန်း14သည်ကောင်းသောသူမရှိအခန်းငယ်1 ဖျားသခင်မရှိဟုမိုက်တော်သူသည်ထင်တတ်၏ထိုတို့သောသူတို့သည်ဆွေးမြေ့ယိုရင်း၍ဆက်စုပ်ဖွယ်သောအမှုကိုပြုတတ်ကြ၏ကောင်းသောမှုကိုပြုသောသူတယောက်မျှမရှိ နားလေသောသူဖျားသခင်ကိုချသောသူတစုံတယောက်ရှိသည်မရှိသည်ကိုသိမြင်ခြင်းကထာဝရဖျားသည်ကောင်းငင်ပေါ်ကလူသားတို့ကိုငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည် လမ်းလွဲကြပြီတညီတညွတ်တဲ့ဆွေးမြေ့ယိုယွင်းချင်းချကြ၏ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိ မုံကိုစားတကဲ့သို့ငါအိလူတို့ကိုကြိုက်စား၍ထာဝရဘုရားကိုပတနာမပြုသောအာရမလူအပေါင်းတို့သည်မတိပဲနေရကြသလောတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဖျားသခင်သည် ဖြောင်းမတ်သောလူမျိုးဘက်၌ရှိတော်မူ၏ နှင်ချလျက်ရှိသောသူသည်ထာဝရဘုရားကိုခိုလုံသောကြောင့်သူတို့သည် သူ၏အကြံစီကိုအဆက်ကွဲစီတတ်ကြ၏ဣတရေလအမျိုးကိုကယ်တင်ရှင်ဂျေစုတော်သည်ဇီးအုံတောင်ပေါ်မှာပေါ်ထွန်းပါစေသောဖန်သွာခြင်းကိုခံရသော လူမျိုးတော်ကို တဖန်ထာဝရဘုရားသည် ဆောင်ခဲ့တော်မူသောအခါယာကုပ်သည် ဝမ်းမြောက်ခြင်းဣတရေလသည်လည်းရှင်လန်းခြင်းရှိလိမ့်မည် စာလံကျမ်းအခန်း24ပြပါပြီစာလံကျမ်းအခန်း25စာလံကျမ်းအခန်း25သည်ထာဝရဘုရား၏တန်ရှင်သောတောင်ပေါ်၌နေရသူအကြောင်းဖြစ်သည်အခန်းငယ်1အိုးထာဝရဘုရားတဲတော်၌အဘယ်သူသည်တည်ရပါမည်နည်းတန်ရှင်သောတောင်ပေါ်မှာအဘယ်သူနေရပါမည်နည်းဟုမူကားဖြောင့်မတ်သောအချက်တရားသောအမှုကိုပြုကျင့်၍တစ္ဆာစကားကို စိတ်နှလုံးပါလျက်ပြောထသော သူတစ်ပါးအတရေကို ပြက်စီခြင်းကပြောဆိုခြင်းကိုနှင့်ဆက်ဆိုင်သောသူ၏အကျိုးကိုပြမခြင်းကိုနှင့်ဆက်ဆိုင်သောသူကိုလည်းကဲ့ရဲ့ခြင်းကိုရှောင်ထသောဆိုးရုပ်သောသူကိုအယုတ်ဟုမြင်လျက်ထာဝရဘုရားအားကြောက်ရွံ့သောသူကိုယိုတည်ထသော ကိုအကျိုးပြရတော်လဲကိုကျိန်ဆူသောတစ္ဆာဂရီကိုမဖြတ် ကိုငွေကိုချေး၍အတိုးမယူပြည့်မရှိသောသူ၏တစ်ဖက်မှတစိုးကိုမခံဘဲကျင့်သောသူသည်လှုပ်ရှားခြင်းနှင့်အစဉ်အမြဲကင်းလွတ်လေသည်စာလံကျမ်းအခန်း15ပြပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအယောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်